ခန်းချင်းတိပြုတ်ရဲ့စက်သွန်ဖြူငရုတ်တီးလော်ထားတာရဲ့နန်းနံပင်ရဲ့စက်သားမုံနေနေစာနေနေနဲ့စက်သွန်နီပပလီထားမယ်နော်နောက်ကျရင်လိုအပ်လို့ရှင်ငားငံပြိုင်ထည့်လို့ရပါတယ်နော်ဒါတွေကိုအကုန်ထောင်းလိုက်မယ်နော်ငရုတ်စုံထဲမှာနော်ငံပြိုင်ထည့်ပါမယ်ခုနပြောဖို့မိပါတယ်ငရုတ်တီးလော်ထားတာလည်းထည့်မယ်နော် ဖရိုင်ရောအကုန်လုံးထောင်းထည့်ပါမယ်။ကဲသမင်းမိန်စိမဲ့အပန်ထွေဖြောကောင်းကောင်းလေးတစ်ခွက်တော့ရပါပြီ။ဒါစားပါအောင်။